ချမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ဟူးစွန်ကျေးရွာနီးကဂိတ်စခန်းတစ်ခုကိုနှစ်ဖက်လူထိုင်ချရာကနေတန်းမျိုးသားလွတ်မြောက်ရေးတမတော် TNL နဲ့ချမ်းပြည်တိုးတက်ရေးပါတီ SSPP SSA တို့ကြားဆက်ဆံရေးတင်းမမှုတွေဖြစ်ပေါ်နေပါတယ်။ဇွန်လ16ရက်နေ့က TNL အထိုင်ချထားတဲ့ဂိတ်စခန်းကိုတပ်အပြောင်းလဲလုပ်နေတဲ့အချိန် SSPP ကအင်အား30လောက်နဲ့ဝင်ရောက်တပ်ဆွဲရာကနေပြစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး TNL တပ်သား2ဦးတေဆုံးက ၃ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ဘက်က AOD ကိုပြောပါရတယ်။ အာပြီးခဲ့တဲ့ရက်မှာကျမတို့ DNA ထိန်းချုပ်ထားတဲ့အဲ့ဒီကြောင်မဲမရှိတဲ့ဟိုစွန်ကျေးရွာဘက်မှာအာကျမတို့အရင်ကတည်းကလည်းအတ္တိကိတ်မှာကျမတို့ထိုင်ထားတယ်အဆောင်တွေနဲ့ထားရှိထားပါတယ်တို့ပေမဲ့အနေကတော့ဒီတက်အပြောင်းရွှေ့တွေလောက်တဲ့ချိန်မှာဒီအကြာချိန်ပေါ့နော်တနအိမ်ဝန်းကျင်ပဲရှိပါတယ်အာကျမတို့ဒီမလာလဲမဲ့အဖွဲနဲ့ဒီအာ ပြန်သွားတဲ့ဖွဲ့ကဒီလိုမျိုးချိတ်ဆက်မိမချိတ်ဆက်မှုမမိတော့ SSPP ကလိဟာနေတဲ့အချိန်ကိုခွန်ကန်ယူပြီးတော့ဝန်ထမ်းတာဖြစ်ပါတယ်ဟုတ်ကဲ့ SSPP ဘက်ကလက်နက်ငယ်တွေလက်ပစ်ဘုံတွေနဲ့တဖက်သက်ပစ်ခတ်ခဲ့တာလို့ TNL ဘက်ကပြောဆိုပေမဲ့ဒီပေါ်မှာ AOD ကတီးခြားအတီမပြုတ်နိုင်ပါဘူးအခုပြစ်ခတ်မှုဖြစ်ခဲ့တဲ့ဟူးဆွန်ကြေးရွာကဂိတ်စခန်းဟာ2021ခုနှစ်နိုဝင်ဘာလတုန်းကရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော် RCSS SSA ရဲ့ဂိတ်စခန်းဖြစ်ခဲ့တာပါ။ဥဆောင်ကြီးရွာက RCSS ရဲ့နေမြေတွေကို TNL နဲ့ SSPB ကပူးပေါင်းပြီး2021ခုနှစ်နိုဝင်ဘာလမှာတိုက်ထုတ်ခဲ့တာဖြစ်ပြီးအခုညင်းပွားနေတဲ့စခန်းကြီးမှာလည်း SSPB ရဲ့ဂိတ်စခန်းရှိတယ်လို့ TNL ဘက်ကပြောပါတယ်။လက်ရှိအချိန်မှာဒီစခန်းကို SSPB ကဆက်လက်ထိန်းချုပ်ထားပြီး TNL ဘက်ကတော့လက်နက်တွေမပါဘဲညှိနှိုင်းမှုတွေဆက်လုပ်မယ်လို့ဆိုပါတယ်။ ကျွန်မတို့ဘက်အနေနဲ့ကတော့ဒီကိစ္စကိုအဖြေရှင်းပေးဖို့စာရီတော့ပေးပို့ထားပါတယ်ဒီဖို့ချင်းပေါ့နော်ပေးပို့ပေး ထားပါတယ်တပတ်မှလည်းကျမတို့ဘက်ဒီမာမေချင်းချင်းဖြစ်တဲ့လောက်မဟာမိတ်ပြည်တနာအနေနဲ့ပဲကျမတို့ဖြစ်ရှင်းလို့ပါတယ်အခုကကျမတို့တတတွေကိုလည်းဒီကိစ္စကထိမ့်သိမ်းဆောင်ရွက်ဖို့ပြန်လဲပြခတ်ချင်းမလုပ်ဖို့ကျမတို့အလို့ညွှန်ကြားထားတဲ့အတွက်ကြောင့်ကျမတို့တတတွေကလည်းပြန်လဲပြခတ်တာမျိုးတွေတော့မရှိပါဘူးဟုတ်ကဲ့ဟုတ်လက်ရှိကတော့ကျမတို့ပြန်ထိမ့်ထားတဲ့မူလအတိုင်းပြန်လဲရရှိဖို့တော့ကျမတို့ကြိုးပမ်းမှာပါဟုတ်ကဲ့လက်ရှိဒီမှာမှုတွေနဲ့ပတ်သက်ပြီး SSPB ရဲ့တာဝန်ရှိသူတွေဖြစ်တဲ့ဗိုလ်မှူးဆိုင်ဖုံးဟန် ဘုံမူကြီးဆိုင်းစုနဲ့ဘူကြီးတီဟရာဇာတို့ကိုအီယာဝဒီကဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး၂024ခုနှစ်ဇူလိုင်လတုန်းကလည်းကြောင်မဲမြို့နယ်နဲ့တီဘောမြို့နယ်ကြားကကြံကင်းရွာရေဘူးရွာတို့မှာ SSPB နဲ့ TNL ကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးဒီဘောဝါပြည်သိစီညီညွတ်ရေးတပ်မတော် UWSA ဥဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ FPNCC ကကျောင်းဝင်စည်းစမ်းမှုလှုပ်ဆောင်ပေးခဲ့ပူပါတယ်။